လုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတပိုးအနေနဲ့မိအေးနှစ်ခါနာဖြစ်ခဲ့ရတဲ့ဟာရူဒါသမားဆိုတဲ့သတင်းနဲ့အတူမကြခင်မှာဒိုင်နိုဆောအတုံးကောင်တွေမြင်ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စစ်စစ်တိဆက်သူကီကီပါ ပထမဆုံးသတင်းတော့အနေနဲ့မိအေးနှစ်ခါနာဖြစ်ခဲ့ရတဲ့ဟာရူဒါသမားဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Crypto Company CEO တယောက်ကိုတရားရုံးမှာဓာတ်နဲ့ဝင်ထိုးခဲ့သူကိုထောင်ဒဏ်10နှစ်ချမှတ်လိုက်ပါတယ်။ကန်ဆိုရဲ52နှစ်အရွယ်အမျိုးသားဟာ Haru Invest ရဲ့ CEO Lee Hon Soe ရဲ့ level ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးခဲ့တာဖြစ်ပြီးဈေးရုံးကိုအလင်းအမြန်ပို့ဆောင်ခဲ့ရပေမဲ့ဒေသိန်နိုင်တဲ့ဒဏ်ရာတွေတော့မရခဲ့ပါဘူး။ကန်နဲ့ Haru ရောဂျာကဇလန်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဟာရူဟာ2020ခုနှစ်မတ်လကနေ2023ခုနှစ်ဇွန်လအတွင်းဟာရူအင်ဗက်ဆာတနစ်ကို အတုံးနှုံ16ရာခိုင်နှုန်းအထိပြန်ပေးမယ်ဆိုတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့လည်း2023ခုနှစ်ဇွန်13ကစလို့ငွေအသွင်းအထုတ်တွေကိုပိတ်ချခဲ့ပြီး2024ခုနှစ်နိုဝင်ဘာလမှာတော့ဒေဝါလီခံခဲ့ရပါတယ်။ဟာရုပြိုလဲတော်မှုနဲ့အတူကန်ဟာလည်း100 BTC ဒေါ်လာ8.6 million အထိဆုံးရှုံးခဲ့ရပြီး ဒီဆုံးရှုံးမှုဟာကံကိုအယူမီဝိုင်းဖြစ်စေခဲ့ပြီးတရားရုံးမှာဓာနဲ့လာထိုးတဲ့အထိစိတ်မထိန်နိုင်ဖြစ်စေခဲ့ပုံရပါတယ်။အခုတော့ကံတရားထောင်နဲ့ဆယ်နဲ့အထိချခံရတော့မှဖြစ်ပြီးဟာရု invest မှာပါသွားတဲ့ငွေတွေကိုလည်းပြန်ရဖို့ဆိုတာကလည်းရွှေပြည်တော်မျောရန်ဝေးဖြစ်နေအောင်မှဖြစ်တာကြောင့်မိအေးနှခါနာခဲ့ရတာပါပဲ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကြခင်မှာဒိုင်နိုဆောအတုံးကောင်တွေမြင်ရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ဒါဆန်ပေါက်ပေါ်မှာ Jurassic World လာပါတော့မယ်။ Universal Studio နဲ့တရားဝင် collaborate လုပ်ပြီးထုတ်ထားတဲ့ Jurassic World game မှာ player တွေဟာ dinosaur park ရဲ့ဝင်တဲ့တပ်ဦးအဖြစ်ကစားကြရမှာဖြစ်ပြီး Jurassic World ကမြေခွက် NFT တွေလည်းဝယ်လို့ရနိုင်မှာပါဒီ game ဟာဇူလိုင်လ2ရက်နေ့မှာရုံတင်မဲ့ Jurassic World Revive ရုပ်ရှင်အတလဲရှေးပြေး project တစ်ခုဖြစ်လာမှာဖြစ်တယ်လို့ dinosaur အိုတွေကနေ dinosaur အကောင်ပေါက်လာတဲ့အထိဒီ dinosaur တွေကိုကောက်ွယ်ဆောင်ရှောက်ပေးရမယ့်ဝင်တဲ့အဖြစ်ပါဝင်ကစားကြရမှာပါ တခုရှိတာကတော့ဒီ dinosaur တွေနဲ့ ore ဟာ NFT တွေအတင်းနဲ့လာမှာဖြစ်ပြီးဂိမ်းနဲ့စောင့်ဝင်ဝင်ချင်းမှာ dinosaur NFT တခုရမှာဖြစ်တယ်လို့ဒီဥကနေအကောင်ပေါက်လာတဲ့ dinosaur ကလည်း NFT အတင်းနဲ့ဖြစ်လာမှာပါဒါပြင်ဒေါ်လာ1 million bo san token တွေနဲ့ NFT ပေါင်း90ကိုလည်းဂျပန်စုတွေအနေနဲ့ထုတ်ပေးဖို့စီစဉ်ထားတာကြောင့်စံပေါင်းအနေနဲ့ပါတနာရှစ်တွေကနေတစင်း user တွေကိုပြန်ဆွဲဆောင်နိုင်ဖို့အတော်လေးကြိုးစားလာတာကိုတွေ့ရပါတယ်။ Jurassic World မတိုင်ခင်မှာလည်း Attraction Titan, လက်စမတ်နဲ့ဒက်တာမီနေတာတို့လိုနာမည်ကြီးရုပ်ရှင်တွေ series တွေနဲ့ collaborate လုပ်ခဲ့ဖူးပါသေးတယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့တည်နေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။